အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လူခါဖြစ်ပါတယ်ဒီတစ်ခါတော့ကျွန်တော်ရဲ့ Facebook page မှာလာပြီးတော့မေးကြတဲ့မေးခွန်းတစ်ခုကိုကျွန်တော်ဖြေပေးခြင်းပါတယ်အဲ့ဒါဗာလဲဆိုတော့စာအုပ်ထုတ်ခြင်းတယ်စာအုပ်ဘယ်လိုထုတ်ရမလဲပြောရရင်တော့စာအုပ်ထုတ်ပုံအစဉ်စဉ်စွာတွေကိုမေးကြတာဖြစ်ပါတယ်အဲ့မှာကျွန်တော်ပြန်မေးလေးရှိတယ်စာအုပ်ထုတ်ခြင်းတာဟုတ်ပြီဘယ်လိုစာအုပ်မျိုးကိုထုတ်ခြင်းတာလဲအဲ့လိုမေးလိုက်တဲ့ခါကျတော့တချို့ကလက်ထက်မှာစာမှုမရှိဘူးတော့စာအုပ်တော့ထုတ်ခြင်းတယ်လက်ထက်မှာစာမှုမရှိဘူးစာအုပ်ထုတ်ပုံအစဉ်စဉ်ကိုလာမေးပြီးတော့မှစာရေးမဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော် ဆိုတော့ဒါကတော့ဟိုဘယ်လိုလဲတော့မသိဘူးဒါပေမဲ့စာအုပ်ထုတ်ပုံအစီအစဉ်ကတော့ပြောပြပေးလို့ရတယ်အဲ့တော့ကျွန်တော်ပြန်ပြောပြပေးတာမျိုးရှိတယ်ဆိုတော့ကျွန်တော်ရတ္တစာပေရေးတဲ့လူတယောက်ဖြစ်တဲ့အတွက်ရတ္တစာပေစာပေလောကမှာစာအုပ်ဘယ်လိုထုတ်တယ်လဲသုတစာပေတွေရောရတ္တစာပေတွေရောစာအုပ်ပေအမျိုးအစားတွေထုတ်ရင်ဘာလိုအပ်လဲအဲ့လိုကျွန်တော်နည်းနည်းရှင်းပြခြင်းပါတယ်ကျွန်တော်တို့ကဥမာကျွန်တော်တို့ဆိုရတ္တစာပေရေးတယ်လုံးချင်းရှိမယ်အစေးပေါင်းချုပ်ရှိမယ်ဝတ္ထုတို့ပေါင်းချုပ်ရှိမယ်ကြပြာပေါင်းချုပ်ရှိမယ်ဆောင်းပါပေါင်းချုပ်ရှိမယ် ဒါမှမဟုတ်ကျွန်တော်တို့အဲအရင်းနှီးတဲ့မိတ်ဆွေတွေလင်းကား၆ရောက်လောက်ဆရာဆရာမတွေနဲ့တွဲပြီးတော့စီနီယာဂျူနီယာတွေအဲ့လိုမျိုးတွဲပြီးတော့ထုတ်တာမျိုးရှိတယ်။တချို့ကြလဲကျွန်တော်ရေးဖို့ရေးပတ်တွေတွဲထုတ်တာမျိုးရှိတယ်။ဘယ်လိုပဲထုတ်ထုတ်ကျွန်တော်တို့ကစာအုပ်ထုတ်တော့မယ်ဆိုရင်နံပါတ်၁ကျွန်တော်တို့မှာရှိရမှာကစာမှုရှိရမှာဖြစ်ပါတယ်။ကျွန်တော်တို့မှာရေးပြီးသားစာမှုရှိရမယ်။အဲ့ရေးပြီးသားစာမှုကဝတ္ထုလို့ဆိုရင် A4 စာမျက်နှာတပုတ်6မျက်နှာလောက်နဲ့12ပုတ်ကနေအပုတ်20ကျားလောက်မှာတအုပ်စာလောက်ဖြစ်တယ်။အရင်တော့ကတော့ကျွန်တော်တို့အပုတ်20လောက်ထုတ်ကြတယ်။အခုကတော့ဈေးတွေအရင်တက်စက်ကူတွေဈေးတွေများ ဆောင်စည်းတွေများတဲ့အတွက်12ပုတ်13ပုတ်ဆာမျက်နှာအနေနဲ့ဆိုရင်100 150 200ပေါ့ဗျာအဲ့လိုမျိုးနဲ့ထုတ်ကြတယ်ဒါဝိထုတို့ပေါင်းချုပ်ဆေးပေါင်းချုပ်ဆောင်းပါပေါင်းချုပ်ကြပြပေါင်းချုပ်လုံရင်းအဲ့လိုပေါ့လုံရင်းရတချို့ကြလဲတအားရှင်ရှည်အတိုင်းပဲဒါကတော့ဟိုဈေးကွက်ဝင်တဲ့ဆိုင်းဆရာရဲ့ဟိုသူ့ဖန်တီးမှုအတိုင်းထုတ်ကြတာလည်းရှိတယ်ဆိုတော့ပထမဆုံးကျွန်တော်တို့စာအုပ်ထုတ်မယ်ဆိုရင်တလိုအပ်တာကစာမှုဖြစ်ပါတယ်အဲ့ဒီစာမှုကိုကျွန်တော်တို့ကဘယ်လိုထုတ်မလဲပြောရမှာပေါ့ကိုယ်ကကိုထုတ်မလားထုတ်ဝေသူကိုပေးထုတ်မလား အဲနှစ်ပိုင်းရှိသွားပြီကိုယ့်ကိုထုတ်မယ်ဆိုဥမာကလောင်တစ်တယောက်ဆိုပါတော့ကိုယ့်ဆောင်မူကိုယ့်ကိုထုတ်မယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဆာမူဆာမူရှိရမယ်အဲ့ဆာမူထုတ်ဖို့ပတ်စံရှိရမယ်ပြီးရင်အဲ့ဆာမူကဘယ်လိုဆာမူမျိုးစားလဲဆိုတာကိုလိုက်ပြီးတော့မှကျွန်တော်တို့ကမျက်နှာဖုံးတိုက်ဖို့ပကြီးအပ်ရမယ်ဒါမှမဟုတ်ဒီဇိုင်းအပ်ရမယ်ပြီးရင်အတွင်းပြင်ဆင်အပ်ရမယ်အဲ့ရမှကျွန်တော်ကထပ်ပြီးတော့ကိုယ့်ပတ်စံနဲ့ကိုထုတ်မှဖြစ်တော့ဖြန့်ချီကိုစုံစမ်းရမယ်ဖြန့်ချီရေကိုကျွန်တော်စာအုပ်ထုတ်ခြင်းနဲ့ဖြန့်ပေးမလားဒါပေမဲ့တချို့ဖြန့်ချီရေတွေရှိတယ်မြန်မာနိုင်ငံမှာဟိုဟိုရောင်းအားလည်းမကောင်းဘူးဟိုက ိတ်ပြီးတော့မထင်ပေါ်တဲ့စာရေးသူတွေဆိုရင်သူတို့ဖြန့်ပြီးတာမျိုးဗာမျိုးမရှိဘူး entertainment ရှိတယ်။အဲဖြန့်ကြည့်ရေးကဘလောက်ယူလဲဆိုရင် လောဆယ်ကျွန်တော်စာပီလောကမှာဟိုကိုယ့်ကိုမထုတ်ခွင့်နဲ့ဗျာစာမှုရှိပြီးသားနာမည်ရှိပြီးသားစာပီလောကစာပီတိုက်တက်တက်ကဟိုစာမှုတောင်းလို့ပေးတဲ့စာရေးဆရာတယောက်ဆိုရင်15ရာခိုင်နှုန်းကနေ20ရာခိုင်နှုန်းလောက်ထိရတယ်။ထုတ်ဝေသူကစာရေးဆရာကို15ရာခိုင်နှုန်းကနေ20ရာခိုင်နှုန်းပေးရတယ်။အဲပြီးရင်ဖြန့်ကြည့်ရေးကိုထုတ်ဝေသူကဘာလုပ်ရသေးလဲဆိုတော့ပတ်စံထပ်ပေးရသေးတယ်။ ဖြန့်ချီရေးက30ရာခိုင်နှုန်း40ရာခိုင်နှုန်းလောက်ယူတယ်မြန်မာနိုင်ငံမှာဆိုတော့ထုတ်ဝေသူဒီဆိုင်းဆရာကို55ရာခိုင်နှုန်း20ရာခိုင်နှုန်းပေးရတယ်ခုန35ရာခိုင်နှုန်း40ရာခိုင်နှုန်းလောက်ကိုထုတ်ဝေသူပေးရတယ်ကြံတဲ့ဥစ္စာမှာဖြန့်ချီကိုပေးရတယ်ကြံတဲ့ဥစ္စာမှာထုတ်ဝေသူကရတာဆိုတော့ထုတ်အခုကာလမှာစားအုပ်တော့ထုတ်ဖို့အတွက်ကထုတ်ဝေသူအတွက်ကအရန်ဆွန်လာရတဲ့ကာလဖြစ်တယ်ပြီးတော့ဟိုအရန်ခက်ခဲနေတယ်ဗျာလူတွေကခံစားမှုပါတဲ့စာတို့ဗာရတ္တစာပေတွေကိုဟိုတိတ်ပြီးတော့ခံစားနေတဲ့ဟိုတိတ်ပြီးတော့အများကြီး ခံစားနေနိုင်တဲ့အနေအထားမဟုတ်ဘူးလူတွေကအခုလုံရင်အခုဘာဖြစ်မလဲဆိုတော့တက်ကြမ်းလို့စာအုပ်တွေပြီးတော့ဟိုပျော်ပျော်ရွှင်ရွှင်ဘဝနေနည်းစာအုပ်တွေဒါအခုကအများသောအဖြစ်ဟိုရောင်းကောင်းနေတာပေါ့ဗျာအမှုပညာရမြောက်တာမမြောက်တာကိုကျွန်တော်မပြောဘူးဈေးကွက်မှာရောင်းကောင်းနေတာတွေကိုပြောပြတာဆိုတော့ကျွန်တော်တို့ကစာအုပ်ထုတ်မယ်ဆိုကိုယ့်ပတ်စံနဲ့ကိုယ်ထုတ်မလားထုတ်ဝေသူဘေးမလားကိုစဉ်းစားရမယ်ထုတ်ဝေသူကလည်းသူစဉ်းစားတယ်ဒီကလောင်ကသူ့စာကိုငါတို့ထုတ်ပေးလိုက်ရင်ငါတို့ပတ်စံပြန်ရမလားပေါ့ဗျာဒါကတော့တွေးတယ်ထုတ်ဝေသူဆိုတာလည်း ဟိုသူသူစီးပွားရေးအတွက်လေသူနာမည်သူခြောက်တိုက်ဂုံတရင်အတွက်အဲ့လိုသူနာမည်အတွက်ဒီခြောက်တာပဲသူအတွက်ဒါအလောက်ကန်တစ်ခုနည်းလောက်တာဆိုတော့သူပတ်စံပြန်လို့ခြင်းတယ်အဲ့လိုမှအမကန်ချင်းမရှိရင်တော့အဲ့စာကိုသူထုတ်ပေးမှာတော့မဟုတ်ဘူးအရန်စွန်စားရတယ်အဲအဲ့လိုပဲကလောင်တစ်တယောက်အနေနဲ့ဆိုရင်ပို့ပြီးတော့သူတို့ကစဉ်းစားတယ်။အဲ့ဒီကလောင်တစ်ကအဲဆိုရှယ်မီဒီယာမှာအရင်ကနာမည်ကြီးပြီးတော့သူဘာပဲရေးရေးလူကြိုက်များတဲ့အဲဆယ်လီဖြစ်နေတယ်ဆိုရင်သူတို့ကထုတ်ဝေပေးဖို့စဉ်းစားကောင်းစဉ်းစားနိုင်တယ်။အနုပညာအရောက်အများကြီးမများမများ။နောက်တစ်ချက်ကသူကအနုပညာ ဆယ်လီပါညာမဖြစ်ဘူးသူကသူပဲအမှုပြညာကိုဖန်တီးတယ်အဲ့တော့ထုတ်ဝေသူကကြိုက်ပြီးအိုက်ဆာမှုကိုဒီဆာမှုကတော့စာအုပ်ထုတ်တင်တယ်ဆိုတော့ယုံကြည်ချက်မျိုးနဲ့ထုတ်ပြတာမျိုးလည်းရှိတယ်ဆိုတော့အဲ့နှစ်နည်းရှိတယ်ကိုပ္ပစံနဲ့ကိုထုတ်မလားထုတ်ဝေသူကိုပြမလားโอเคကိုပ္ပစံနဲ့ကိုထုတ်တာပဲဖြစ်ထုတ်ဝေသူကိုပေးပြီးထုတ်ဝေသူကထုတ်ပါပဲဖြစ်ဖြစ်နံပါတ်1ကတော့စာမှုရှိရမယ်အိုက်ဆာမှုအမျိုးအစားလိုက်ကျွန်တော်တို့ကမျက်နှာဖုံးအပ်ရတယ် ်ဘယ်ဆရာနဲ့လိုက်မလဲတချို့ကြလဲဆိုင်ရတဲ့လူကထုတ်ဝေသူတောင်းဆိုလို့ရတယ်တချို့ကြလဲထုတ်ဝေသူကသူစိတ်ကြိုက်ဒါဆိုတော့ဘယ်ဆရာနဲ့ကိုက်လောက်တယ်ဆိုပြီးတော့အစင်းစားပြီးဆုံးဖြတ်တာလည်းရှိတယ်တခါကြလဲတိုင်ပင်ပြီးတော့ဘောလို့အဲ့လိုလုပ်လို့ရတယ်အဲ့ဒီမှာမျက်နှာဖုံးရလာပြီဆိုရင်တွင်းပြင်စင်ကျွန်တော်တို့ကဟိုအဲ့ဒါအဲထုတ်ဝေသူကိုပေးလိုက်တော့ထုတ်ဝေသူကတော့သူလောက်သွားပါဘူး။ဖြန့်ကြည့်ရေးကိစ္စတွေပါတယ်။ကျွန်တော်တို့ကလှည့်ကြည့်တယ်မလို့စာအုပ်ထွက်တော့မှစာအုပ်20ပြည့်20 30ပြည့်30ကျွန်တော်တို့ကယူပြီးတော့မှစာမှုကားကလည်းတစ်လလောက်တည်းမှရတယ်။ အဲ့မှာစာအုပ်နဲ့အဲ့လိုရပြီကျန်တဲ့အပိုင်းကထုတ်ဝေသူရဲ့အပိုင်းထုတ်ဝေသူကအဲ့မှာ तू ကဖြန့်ချီအိုင်အမ်အမ်း तू ကလူဖြန့်ရင်လည်းဖြန့်ဖြန့်ချီအမ်းမယ်ဆို तू ကအဲ့ဖြန့်ချီသမောက်ပတ်စံထပ်ပေးရမယ်အဲ့လိုတွေအများကြီးပေါ့ဗျာအဓိကတော့စာမုံရှိရမယ်ပောက်ထုတ်မယ်ဆိုပတ်စံရှိရမယ်ထုတ်ဝေသူကိုပေးမယ်ဆိုရင်လည်းထုတ်ဝေသူကအဲ့စာမုံကသူ့အတွက်အကျိုးမြတ်ပြန်ရမယ်အ ਨੇ ဆုံးတော့အရင်လောက်ပြန်ရမယ်ဆိုရင်တော့မှပဲထုတ်ဝေသူရဲ့စေနာထားပြီးထုတ်ကြပါတယ်ဆိုတော့ဒါတော့စာအုပ်ထုတ်တာနဲ့ပတ်သက်ပြီးတော့ဟိုအတူချုံပြောပြလိုက်တာပါ နားထောင်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်တိကျင်တာရှိရင် comment အဖြစ်သေးကျွန်တော်ရဲ့ message ဘောက်ကနေဖြစ်သေးအချိန်မေးလို့ရပါတယ်စာအုပ်စာပေနဲ့ပတ်သက်တာဆိုရင်ကျွန်တော်အားရတဲ့ချက်ချင်းဖြေပေးပါမယ်ကျေးဇူးတင်ပါတယ်